ပွန်ဒီဘက်ဂီယိုတံတားကတော့အီတလီနိုင်ငံဖလော်ရန့်မြို့ကနာမည်ကြီးတံတားတစ်စင်းဖြစ်တဲ့အပြင်ဖလော်ရန့်မြို့ရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။အလယ်ခေတ်ကာလမှာတည်ဆောက်ခဲ့တဲ့ရှေးဟောင်းဘိသူကလက်ရာတံတားတစ်စင်းဖြစ်ပြီးဖလော်ရန့်ဒေသမှာဒုတိယကမ္ဘာစစ်အတွင်းမပြတ်မစည်းကြံရင်ခဲ့တဲ့တစ်ခုတည်းသောတံတားဖြစ်ပါတယ်။ ွန်ဒီဗက်ကီယိုဆိုတာအီတလီလိုတံတားဟောင်းလိုအဓိပ္ပာယ်ရပြီးအာနိုမြစ်ပေါ်မှာတိစောက်ထားတာပါ။ဖလော်ရန်မြို့လေကောင်နဲ့အာနိုမြစ်တောင်ဘက်ကန်းကအော်ထရာနိုခရိုင်ကိုဆက်သွယ်ပေးထားတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။တံတားကိုအာနိုမြစ်ရဲ့အချင်းဆုံးနေရာမှာတိစောက်ထားတာဖြစ်ပြီးတံတားနှစ်ဖက်စလုံးမှာဆိုင်ကန်းနေနဲ့ပြည့်နေလို့ကြည့်လိုက်ရင်တံတားနဲ့တောင်မတူပါဘူး။တရာဟာကက်စီယာလမ်းမကြီးနဲ့ဖလော်ရန်စ်မြို့ဝင်ပေါက်ကိုဆက်သွယ်ထားပြီးတစ်သားတွေကြောက်တုံးတွေနဲ့တိဆောက်ထားတဲ့အတွက်ယောမခစ်ကိုပြန်ရောက်သွားတယ်လို့ခန်စားရစီပါတယ်။ 1300ခုနှစ်မတိုင်ခင်ကမြေအေရှံမှုတွေကြောင့်တံတားကိုနှစ်ခါလောက်ပြန်ပြင်ဆောက်ခဲ့ရပါတယ်။အခုလက်ရှိမြင်နေရတဲ့တံတားကတော့1350ပြည့်နှစ်မှာဆောက်လုပ်ပြီးစီးထားတာဖြစ်ပြီး1333ခုနှစ်ရေလွှမ်းမိုးတုန်းကပြတ်သွားတဲ့တံတားနေရာမှာတည်ဆောက်ထားတာပါ။နောက်ဆုံးတစ်ခေါက်ဆောက်တဲ့အချိန်တုန်းကတော့အရင်ကလိုရောမစတိုင်နဲ့မဟုတ်တော့ဘဲတံတားအောက်မှာဓာတ်အခုံး၃ခုနဲ့ဆောက်ခဲ့ပါတယ်။ဒါကြောင့်မလို့တံတားမျက်နှာပြင်ဟာအရင်ကလိုတိတ်မခုံးတော့တာပါ။ အလဲကောင်ကအခုံးဟာ30မီတာကျက်ပြီးဘေးနှစ်ဖက်ကတော့28မီတာစီကျဲပါတယ်။ Fondi Baggio ဟာတရားတစ်ခုထပ်ပို့ပါတယ်။လမ်းမတစ်ခုလည်းဖြစ်တဲ့အပြင်ဈေးတစ်ခုဆိုရင်လည်းမမှားပါဘူး။တရားဘေးကဆိုင်တွေကို1345ခုနှစ်မှာစဆောက်ခဲ့ပြီးကုန်တွေလက်မှုပညာတွေကိုစတင်ငှားရမ်းခဲ့ပါတယ်။1400ပြည့်နှစ်လောက်မှာတော့တရားမှာအသီးရွက်အသားငါးရောင်းတဲ့ဆိုင်တွေပေါများလာတဲ့အတွက်စူညံပြီးအနံ့အသက်တွေဆိုးရွားလာခဲ့ပါတယ်။ဒါနဲ့မင်းသားဖာဒီနန်1က ဗရိန်နဲ့လက်ဝတ်ယတနာဆိုင်နေပဲရောင်းရတော့မယ်လို့အမိန့်ထုတ်ခဲ့ပါတယ်။15ရာစုအကုန်မှာတော့ဆိုင်ငန်းတွေကိုမငှားတော့ပဲကိုပိုင်အဖြစ်ရောင်းချခဲ့ပါတယ်။နှစ်ပေါင်းများစွာမပြောင်းလဲသွားတဲ့အချက်တစ်ချက်ကတော့ဆိုင်တွေကိုတရားလူသွားလမ်းတွေပေါ်ကြော်ပြီးဆောက်လုပ်ခွင့်မပေးတာပါ။ဒါကြောင့်မလို့ဆိုင်တွေကိုတရားပြင်ပတ်မှထုတ်ပြီးတစ်သားတန်းတွေနဲ့ခံကလေထဲမှာဆောက်ခဲ့ကြပါတယ်။တရားရဲ့အလေကောင်နေရာမှာတော့မြစ်ကိုမြင်ရအောင်ဘေးနှစ်ဖက်လုံးကိုဆိုင်ငန်းတွေမှာထားပဲဖြန့်ထားပါတယ် ။တရားရဲ့ထူးခြားတာနောက်တစ်ခုကတော့ဆိုင်ငန်းနေအပေါ်မှာဖျက်ပြီးဆောက်လုပ်ထားတဲ့ Vasari Corridor ဆိုတဲ့တီးတန့်လျှောက်လမ်းမှာ1565ခုနှစ်မှာ Giorgio Vasari က Mandisi မိသားစုအတွက် Plazo Patti နဲ့ Plazo Vecchio ကိုလှုပ်ကြံခြင်းမခံရစေဘဲအေးအေးဆေးဆေးကူးလို့ရအောင်ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာပါ။နောက်ပြီးလျှောက်လမ်းထဲမှာပကြီကားတွေကိုလည်းချိတ်ဆွဲထားပါသေးတယ်။တရားကိုခံတက်တရားပုံစံတိဆောက်ခဲ့တာဖြစ်ပြီးတရားအစနဲ့အဆုံးမှာမျှော်စင်နှစ်ခုစီနဲ့စုစုပေါင်းမျှော်စင်၄ခုရှိခဲ့ပါတယ်။ အခုချိန်မှာတော့တောင်ဘက်ကမ်းမှာရှိတဲ့မန်နလီမြို့စင်ရဲ့အကျွင်းချံအနည်းငယ်ကိုပဲတွေ့နိုင်မှာတော့တယ်။အာနိုမြစ်ကနေဖလော်ရန့်မြို့ကိုလှေတွေနဲ့တိုက်ခိုက်မှာကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ပွန်တီဘက်ကီယိုဟာနာဇီခေါင်းဆောင်ဟစ်တလာအရန်ကြိုက်ခဲ့တဲ့တရားဒဇင်းလေးဖြစ်ပါတယ်။1938ခုနှစ်မေလ9ရက်နေ့ကဟစ်တလာအီတလီကိုအလဲလာတဲ့အချိန်မှာသူ့ရဲ့မိဖက်အီတလီအာနာရှင်မူဆိုလီနီကသူ့ကိုဗာဆာရီကော်ရီတာပေါ်ကနေပြီးဖလော်ရန့်မြို့ရဲ့အလှကိုပြခဲ့ပါတယ်။အဲဒီအချိန်မှာသူဟာဒီတံတားကိုအယံသဘောကျခဲ့တာပါ။ ။ဒါကြောင့်မို့1944ခုနှစ်ဂျာမန်တွေတက်ဆုတ်တဲ့အခါအခြားတရားတွေဖျက်ဆီးခံခဲ့ရပြီမဲ့ဒီတရားကိုခြံထားခဲ့တာဖြစ်ပါလိမ့်မယ်။တရားကိုမဖျက်ဘဲတရားထိတ်နှစ်ဖက်ကိုအပြက်စီးအပိုင်းစားတွေနဲ့တားဆီးပိတ်ဆို့ခဲ့ပါတယ်။1966ခုနှစ်တုန်းကလည်းတရားကိုအကြီးကျယ်မြင့်ရွှမ်းမှုကြုံခဲ့ရပါသေးတယ်။ဒါပေမဲ့တရားဟာရည်လွမ်းတဲ့ဒဏ်ကိုကြံ့ကြံ့ခံနိုင်ခဲ့ပါရခင်ဗျာ။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘုသူတာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တယ်